ပါပါเนาะကျွန်တော်ကူမတွေအားလုံးပဲမင်္ဂလာပါဗျာเนาะ ကျမ်းမင်းလာပါအားလုံးကမရိယာလုံးကကျွန်တော်တို့ခြောက်ဆန့်ဟာတဲ့ဘလူတွေဘလာဘူးကြားကြတယ်မင်းကြားတဲ့ဟာလေးကိုမမမမလို့နော်နော်ခြောက်ဆန့်ဟာတဲ့ကြားရဲဆိုတဲ့မိတ်ဆွေကူမတွေအားလုံးပဲနော်ကိုမန်လေးကိုဝမ်းမံပေးပါမင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါနော်ကိစ္စအေးနော်မင်္ဂလာပါဗျနော်အဲ့တော့ကျွန်တော်တို့ဒီမရိယာလုံးက65နဲ့ဘလာဘူးကြားကြတယ်မသိဘူးနော် နော်နော်ကဲအဲ့တော့ကျွန်တော်ဒီမနက်၃ရက်နေပေါ့နော်၃ရက်နေစနေတမီးတင်မှာကျွန်တော်မိတ်ဆွေတွေအားလုံးကိုမနေ့က65လို့ထပ်ပြီးတော့ရားကျင်တဲ့အောင်ကျင်တဲ့ဆိုတဲ့အကူမတွေအားလုံးပဲလက်မတွေတန်းစီနေမယ် channel လေး subscribe နေရတဲ့ channel လေးကို subscribe နေသွားပြီပါ comment မှာမင်္ဂလာပါလေးရေးသွားပြီပါမြတ်နော်အားလုံးပဲကြည့်အတော့ကျွန်တော်အကူမာတွေအားလုံးပဲကျွန်တော်ကိုယုံနေဆိုရင်ဒီမနက်ဆန်းနာရီ3မိနစ်မှာကျွန်တော်မိကျွန်တော်မိတ်ဆွေတွေအားလုံးပဲပေါ့နော်ကျွန်တော်အကောင်းဆုံးကြိုးစားပေးထားတယ်အဲ့ဒီပုံမှာကျွန်တော်မိတ်ဆွေတွေယုံကြည်တယ်ဆိုရင် like ပြီးတော့ထူရရပါဗျာနော်နော်ဓမ္မလေးတန်းစီနေပြီမဲ channel လေး subscribe မရသေးရင် channel လေးကို subscribe နေပြီမဲနော် comment မှာမင်္ဂလာပါလေးတွေ ရေးသားပြပေးပါနော် ကျဲအဲ့တော့ကျွန်တော်မိတ်ဆွေတွေအားလုံးပဲနော်ပြပေးမယ်အဲ့တော့ကျွန်တော်ဒီနေ့ပေါ့နော်ဆန္ဒရီတမီနဲ့တရရနေ့ဆန္ဒရီတမီနဲ့မှာကျွန်တော်မိတ်ဆွေတွေအားလုံးပဲကျွန်တော်ဒီ live မှာကျွန်တော်ဘာမှမတွက်ပြတခါတည်းကနန်းကိုတန်းပြီးတော့မှအဲ့တော့ကျွန်တော်မိတ်ဆွေတွေအားလုံးပဲတခါတည်း live ကြည့်သွားပြီးဟုတ်ပြီနော်တရရနေ့ဆန္ဒရီတမီနဲ့အဲ့တော့တရရနေ့ဆန္ဒရီတမီနဲ့မှာအားလုံးပဲကြားကြင်နေဆိုတဲ့အကူမတွေ ော်လက်မလေးတန်းစီနေပြီးတော့ဝင်လာကြနော် channel လေး subscribe နေရတယ် channel လေးကို subscribe နေသွားပြီးမယ်အဲ့တော့စန်းနာရီတမင်းနေအတော့ဝမ်းကျင်းတစ်ခါလေးရေးပြပြီးမယ်နော်ဝမ်းကျင်းရယ်ဆော့ပြရတယ်မြင်ကုန်တော့မှာနော်စားနေလို့တော့ဝင်ရပါတယ်ဆရာ။ဟုတ်ကဲ့နော်။ငါလည်းဝင်ရပါတယ်ဆရာ။ဟုတ်ကဲ့ပါ။ဝမ်းသာပါတယ်။အဲ့တော့ရတဲ့အတွက်ကြောင့်ကျွန်တော်ကနေ့ကိုယုံကြည်နဲ့လိုက်ထူပေးတယ်။ရတဲ့အတွက်ကြောင့်ကျွန်တော်အများကြီးဝမ်းသာပါတယ်။နော်။ ကြဲအဲ့တော့လမ်းမလေးတန်းစီနေမယ် channel လေး subscribe နေရတဲ့ channel လေး subscribe နေပြီเนาะအဲ့တော့ one game ပြောမယ် one game ရဲ့နောက်ပြီးတော့ဒီမနက်မှာထိုးရမယ် share main နဲ့ရန်ွက်နဲ့ပေါ့နော်ကြဲအဲ့တော့ကျွန်တော်ပေးတဲ့ကဏ္ဍမှာကျွန်တော်မိတ်ဆွေတကူပြောဆက်ရှိရောကျွန်တော်ပေးရဲ့ကဏ္ဍမှာအရင်များနေလို့လားเนาะကျွန်တော်အနည်းရပေးတယ်เนาะကဏ္ဍ၅ခွက်ပေါ့နော်နောက်6ခွက်ပေါ့နော်ကဏ္ဍ6ခွက်ပေးတယ်ကဏ္ဍ6ခွက်က9နဲ့ဗျာ6ခွက်ပေးတော့ကွာ ငါးနဲ့၆ကွက်မှာကျွန်တော်အဲ့ကျွန်တော်ကူမကြီးအားလုံးပဲတော်တော်ကြီးများနေလို့လားနော်ကဒိုင်း၆ကွက်ထူရတယ်လူတော်သူတို့တကွက်ကောင်းတကွက်ကောင်းတကွက်ကောင်းဆိုတဲ့ဟာမျိုးအဲ့လိုကြီးကြတော့အဆင်မပြေဘူးလေအမြဲတမ်းကြီးကြတော့အဆင်မပြေဘူးလေကျွန်တော်ရရရတဲ့ဟာလေးကိုတော့ပြရပြရမှာပဲနော်ဒီနေ့ကတမတရားတော့ကကနန်း6ကွက်9ကွက်နောက်ဆုံးပြည်က10ကွက်9ကွက်ဒီသူတို့ကဘာမှအကြောင်းမရှိဘူးအဆော့မရှိဘူးထိုးနိုင်တယ်ထိုးရမယ်ဟုတ်တယ်မလားနော် ကဲအဲ့တော့အားလုံးပဲနော်ကဲလက်မလေးတန်းစီနေပြီမယ်ဗျာနော်ကဲအဲ့တော့လက်မလေးတန်းစီနေပြီမယ်နော်ကဲအဲ့တော့ဝမ်းချင်းပြမယ်တရက်နေ့စနေဒမီနိုဝမ်းချင်းပြပြီမယ်ကျွန်တော်ကျွန်တော်လိုက်ရအများကြီးမရှိဘူးနော်ကျွန်တော်တကားလက်ကနန်းရေးပြလာတော့မကျွန်တော်အခုလိုမျိုးစောင့်ပြီးနေကျွန်တော်ကူမာနေနောက်ကြမှာတောက်ကြကြံခဲ့မှာဆိုစောင့်ပြီးနေရ နော်အဲ့တော့ကျွန်တော်လိုက်မှာအရန်ကြီးနဲ့ရှိမှာမဟုတ်ဘူးတခါတည်းကဏ္ဍရေးပြပြီးတခါတည်းဟိုလင်းပြတော့မှာနောက်ပြီးတော့ဟူးမကျော်ပတ်တီတလုံးပေးသွားမယ်နော်အဲ့တော့ဝမ်းကြီးဝမ်းကြီးကကျွန်တော်တို့ဗာရမလဲဝမ်းကြီးမှာဝမ်းကြီးကကျွန်တော်တို့ဒီမနက်မှာနှစ်ခွန်ချင်းကောင်းတယ်နော်နှစ်ခွန်ဝမ်းကြီးကောင်းမယ်အဲ့တော့နှစ်ခွန်ဝမ်းကြီးနဲ့မှာကျွန်တော်တို့ကရှယ်မင်းွက်ရှိမယ်ရှယ်မင်းရဲ့နောက်ကကြတော့ရှယ်ရဲ့ပေါ့နော်ရှယ်မင်းရဲ့ ရှင်ဟုတ်ပြီအဲ့တော့မိဘကကျွန်တော်ဘာဒီလာမလဲဆိုတော့ကျွန်တော်မိဆွေတွေအားလုံးပဲတစ်ချက်ကလေးလိုက်ကြည့်ပေးနော်မနေ့2000မှုโอเคတော့ဟုတ်ကဲ့ပါနော်အဲ့တော့အားလုံးပဲ65မှာရရဲဆိုတဲ့ကုမတွေအတွက်ကိုတကယ်ဝမ်းသာပါတယ်အဲ့တော့ဒီမနက်မှာကျွန်တော်မိတ်ဆွေတွေအားလုံးပဲထက်ရကျင်တယ်ဆိုတခါလဲဝင်လာခဲ့နော်လက်မလေးတန်းစီနေပြီးတော့ဝင်လာခဲ့နော်လက်မနေတာရဲ့ဘာမှမမြင်ကြည့်နေရင်တော့ဖုံးမဆက်ခင်လက်ညှိုးနဲ့ဒီလိုပဲတောက်ပြီးတော့အဲ့လက်မနေပြီးသားဆက်သွားလိမ့်မယ်ဟုတ်ပြီနော်ကြည့်အဲ့တော့ဝင်လာခဲ့နော်ဒီမနက်မှာပေါအောင်မထက်ပြီးတော့ပေါအောင် နော်အဲ့တော့လူဆောင်ပေးနေတာကျွန်တော်ရေးပြရင်တစ်ခါလေးပြီးသွားပြီကျွန်တော်ကူမာတွေကိုကျွန်တော်ကြံခဲ့မှာဆိုလူဆောင်ပေးနေအဲ့တော့ထွက်လိုက်ဝင်နိုင်မလုံးနဲ့နော်ထွက်လိုက်ဝင်နိုင်မလုံးနဲ့ channel လေးကိုပြီးဒီ like ကိုပြီးအောင်ကြည့်နော်ဆက်လိုက်တမင်းနဲ့မှာပေါက်ချင်တယ်ဆိုတော့ကူမာတွေနော် like ကိုပြီးအောင်ကြည့်ပြီ like ကဘယ်လောက်မှမကြဘူး10မိနစ်ပေါ့ဗျအများဆုံးကြာနော်အဲ့တော့လူဆောင်ပေးနေတာကြံခဲ့မှာဆိုတော့နော်တအူးနဲ့တအူးကြံခဲ့မှာဆိုလူဆောင်ပေးနေအဲ့လောက်မှတီးမခံနိုင်လို့ထွက်မယ်ဆိုတော့နော်တဘောနော်တဲဟုတ်ပြီ နော်အဲ့တော့ကျွန်တော်မိတ်ဆွေတွေအားလုံးပဲလက်မလေးတန်းစင်တိုင်ပြီးစောင့်ပေးပါနော်ရှယ်မိတ်နော်လူကြီးတရားပြရတယ်ကျွန်တော်ပြတီးလူကြီးတရားဆိုမှမလို့တော့နော်ခုနောက်ထပ်တော့35လောက်ဆိုရင်ရပြီပါနော်လက်မလေးနှိပ်ပေးမယ် channel လေး subscribe နေရတဲ့ channel လေးကို subscribe နေပေးပါကိုမမမင်္ဂလာပါလေးရေးသွားပေးမယ်ပြန်နော် တော့ဟုတ်ပြီရှယ်မင်းဝမ်းကြီးကနှစ်ခုဝမ်းကြီးရှယ်မင်းကကျွန်တော်တို့ကဘာတွေဖြစ်မလဲဆိုရင်ကျွန်တော်မိတ်ဆွေတွေအားလုံးပဲနော်ရှယ်မင်းကနန်းကနှစ်ချောခွန်ချောခွန်တေနစေခွန်ငါ နှစ်ချခုံကြောင့်နှစ်တက်နှစ်ဆယ်ခုံငါ60အနှစ်လေး6ဒီကနေ့6ခွက်ကမင်္ဂလာပါလေပေါ့ချင်ပါလေဟုတ်ကဲ့ပေါ့ချင်တယ်ဆိုတော့မိတ်ဆွေတခါလေးဝင်လာတယ်နော်အဲ့တော့ဒီကနန်း6ခွက်16ရယ်ခွန်6ရယ်17ရယ်20ရယ်ခွန်9ရယ်60ဒီကနန်း6ခွက်ကတော့အာရှယ်မိတ် ဒီကနေ့၆ဘက်ကရှင်မိရမ်းမဲ့ကနေ့ကကျွန်တော်မိတ်ဆွေတွေအားလုံးပဲ6ဘူး2ဘူး9ဘူးဒီကနေ့၃ဘက်ကရမ်းเนาะ6ဘူးရဲ့2ဘူးရဲ့9ဘူးရဲ့ဒီကနေ့၃ဘက်ကရမ်းเนาะအဲ့တော့ဝိုင်းချင်းက2ခုချင်းရှင်မင်းက26ရခွန်6ရခွန်3ရ20ရခွန်5 60ဒီကောင်လေးဒီကနေ့6ခွက်ကတော့လုံးဝရှင်မင်းเนาะအဲ့တော့ဒီကနေ့6ခွက်ရှင်မင်းရှင်မင်းကိုဒီကနေ့3ခွက်ကရန်เนาะအဲ့တော့အားလုံးပဲတရားတက်နိုင်တမင်းဒါပဲ နော်ဒါပဲ20 20နာရီတမီနီအတွက်ကဒါပါပဲနော်အဲ့တော့အားလုံးပဲကျွန်တော်မိတ်ဆွေတွေဒီကနေ့ကိုးကွက်ပဲဆွေးမယ်ဒီကနေ့ကိုးကွက်ထိုးပြပါရယ်နော်ရံကွက်က3ကွက်ကလည်းအားစရာမလိုတဲထိုးရမှာနော်အဲ့တော့ဒီမှာမိန်ကနေ6ကွက်ပေးထားတယ်အဲ့တော့အားလုံးတော့မိတ်ဆွေကူမတွေအတွက်ထိုးပြပါရယ်ထိုးပြမထင်ပါနဲ့နော်ကြည့်အဲ့တော့ခူးမကျော်ပတ်တီပြမှာ အိုးအိုးစောပင်ရတယ်မြင်မရှိတော့တရက်ပြပြီးပြပြမယ်ဆရာနေနော်ဘူးကြောင့်ပတိကပုံညာပါတုံညာနဲ့တုံညာ၄တုံညာ၆တုံညာ၉အာ ဟုတ်ပြီရပြီလားမသိဟမ်ရပြီဆိုရင်ပြောနော်ဝမ်းကြီးနှစ်ခုဝမ်းကြီးကောင်းတယ်ဝမ်းကြီးနှစ်ခုဝမ်းကြီးကောင်းတယ်ရှင်မင်းက2ချ6ခွန်6ခွန်တက်20 5560ဒါရှင်မင်းနော်ရမ်းမှာ6ဘူး2ဘူးကွန်ပျူတာဟုတ်ရဲ့နော်ကျဲအဲ့တော့အားလုံးပဲမင်္ဂလာဖြစ်ကြပါစေမင်္ဂလာဖြစ်မယ်လို့လည်းမျှော်လင့်ပါတယ်နော်အဲ့တော့ယုံကြည်ရဆိုရင်မင်္ဂလာဖြစ်မယ်ဗျာနော်ယုံနေဆိုရင်မင်္ဂလာဖြစ်မယ်နော်နှစ်ခုဝမ်းကြီးဘရားရကလည်းပြပြီးမှနှစ်ခုဝမ်းကြီးချက်ပြ တသုံးချောက်တသုံးရှစ်ချောက်ကိုလင်းနေကိုကဲတယ်ကဲအဲ့တော့ကျွန်တော်ကူမကျွန်တော်ကူကြိုက်တာကိုထူပါနော်ကျွန်တော်ကူကျွန်တော်ကူကြိုက်တာကိုထူနော်ကိုကျော်ဆန်ကြိုက်တာကိုထူကျွန်တော်ကရမ်းမှာမဟုတ်ကိုကြိုက်တာကိုလို့ကိုပဆန်နဲ့ကိုလို့ရတာဟုတ်တယ်မလားအဲ့တော့ဒီကောင်ကမနေ့သေးထိတ်စီညနေလေးမနေ့သေးထိတ်စီက73ညနေသေးနောက်ပိတ်ကအာမနေ့သေးထိတ်စီညနေသေးထိတ်ထိတ်စီထိတ်စီနောက်ပိတ်နောက်ပိတ်ပေါ့နော်အဲ့တော့ထိတ်စီစီပေါင်းခြင်းက73နောက်ပိတ်နောက်ပိတ်ပေါင်းခြင်းက4ခု73 4ခုနောက်တနေ့မှာစီရမယ်ဆို3လုံးကြီးနော်အဲ့တော့ ဒီနှလုံးပေါင်းခြင်းတတိချောင်းဒီနှလုံးပေါင်းခြင်းငါငါတို့တတိချောင်းငါတို့ညာတို့တတိမှာထိရမသုံးညာရှိထွက်တယ်ဒီနှလုံးပေါင်းခြင်း38ဒီနှလုံးပေါင်းခြင်းနှစ်ခု38နှစ်ခုနောက်တဲ့နေကောမှာထိရမသုံးနှစ်တစ်လုံးညိတယ်ဒီနှလုံးပေါင်းခြင်းငါတို့ညာဒီနှလုံးပေါင်းခြင်း73ငါတို့ညာ73နောက်တဲ့နေမှာထိရမသုံးရှစ်တစ်လုံးညိညိတယ်ဒီနှလုံးပေါင်းခြင်းက9နှစ်ဒီနှလုံးပေါင်းခြင်းက6ခု9နှစ်6ခုနောက်တစ်နေ့မှာထိရမှာဆိုအပီးတော်ဆဲသေးရဲ့ နော်ဒီနှလုံးမုံကြီးက3ရှစ်ဒီနှလုံးမုံကြီးက4ကို3ရှစ်4ကိုနောက်တတိမှာထိရမှာဆို303ဆိုထွက်တာဒီနှလုံးမုံကြီးက6လေးဒီနှလုံးမုံကြီးက2 5 5 5ညာ6လေး5ညာကနောက်တတိနေကုန်မှာထိရမှာဆို4လုံးကြီးရယ်ဒီနှလုံးမုံကြီးက3ညာ5ဒီနှလုံးမုံကြီးက3ရှစ်3ညာ5 3ရှစ်နောက်တတိမှာထိရမှာဆိုတော့ 3ည5 383ဒီမှာ3 3ကြီးထားတယ်ဒီနှလုံးကောင်းချင်းက2ခွန်ဒီနှလုံးမောင်းချင်းက3ည5 2ခွန်3ည5နောက်တစ်နေ့မှာထည့်ရမှာဆို2သလုံးကြီးရယ်ဒီနှလုံးမောင်းချင်းကခွန်နဲ့ဒီနှလုံးမောင်းချင်းကခွန်နဲ့ဆိုတော့ဒီနေ့မှာခွန်နဲ့ဝမ်းကြီးအဲ့တော့ဒီမှာဒီကနေပြီးတော့စပြီးတော့ကြီးကြီးလာကျွန်တော်မျိုးတွေဘာကိုတွေးရမလဲဆိုကျွန်တော်မိတ်ဆွေတွေအားလုံးဒီကောင်မနက်ပိုင်းနေမှာတောက်ချောက်ကြီးသွားတယ်ပေါ့နော် အဲ့တော့မနက်ပိုင်းညီပါတောက်ချက်မကြည့်သွားတော့ကျွန်တော်ဒီမန်ကနှလုံးပေါင်းချင်းခွန်နှစ်ဒီနှလုံးပေါင်းချင်းခွန်နှစ်ဒီခွန်နှစ်ခွန်နှစ်ဆိုတော့ခွန်နှစ်နှလုံးပဲအဲ့ခွန်နှစ်နှလုံးကဒီမနက်7:00တမိနစ်မှာမညှိနိုင်ဘူးလားအပေါ်မှာလည်းတောက်ချက်ညှိပေးထားတယ်အဲ့တော့ဒီခွန်နှစ်ဆိုတဲ့ဝမ်းချင်းကိုကျွန်တော်တို့ဒီမှာအကောင်းဆုံးခီးတွေရှိမယ်ပတ်ဒီ break တွေရှိမယ် key line break တိုင်းနေနဲ့ချိန်ပြီးတော့ကျွန်တော်မိတ်ဆွေတွေအတွက်အကောင်းဆုံးထုတ်ပေးထားတယ်ယုံရင်ထိုးကျွန်တော်ကိုယုံတယ်ဆိုရင်ထိုးမယုံရင်မထိုးနဲ့ဒါရှင်းရင်းလေးပဲเนาะ ရှင်းချင်းလေးပဲယုံရင်ထိုးမယုံမထိုးနဲ့နော်အဲ့တော့အာဒါကြီးကိုတော့ထိုးပါထိုးပါဆိုဘလူးမှာအသေးစားအသိဉာဏ်ကြီးဘလူးမှာတော့မတိုက်တုံယုံနဲ့ဆုံထိုးမယုံမထိုးနဲ့ဟုတ်ပြီနော်ကဲဟုတ်ပြီအားလုံးပဲပိုင်းနောက်ရက်ကျမှပြန်တွေ့မယ်နော်ကျွန်တော်ကနန်းကိုယုံမှာထိုးချိန်မှာထိုးနော်အဲ့တော့အားလုံးပဲပိုင်းပါနောက်ရက်ကျမှပြန်တွေ့မယ်ကျွန်တော်ကူမလေးအားလုံးပဲစိတ်ချမ်းသာကြီးကိုကျမချင်းနဲ့ပြည့်စုံနိုင်ကြပါစေကြနော်